နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလှိုက်လဲစွာကြိုဆိုပါれကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれဒီဇင်ဘာလ၈ရက်တနင်္လာနေ့ တရားဟောရာကျမ်းအခန်းကြီး24အခန်းငယ်18မှ22အထိတရားရှာတွေ့ခြင်းအမှုမှာတပါးအမျိုးသားနှင့်မိဘမရှိသောသူကိုအရှုံးမပေးရမုံဆိုးမအဝတ်ကိုအပေါင်မယူရသင်သည်အဂုတ်တုပြည်၌ကြုံခံခဲ့ဘူးကြောင်းကို၎င်းသင်၏ဖျားသခင်ထာဝရဖျားသည်သင်ကိုထိုပြီမှရွေးနှုတ်တော်မူကြောင်းကို၎င်းအောက်မရမီထိုကြောင့်ဤပြည့်ညတ်ကိုငါထား၏ တင်းဒီကိုလေ၌အသီးအနှံကိုရိတ်သောအခါမိလျော်သောကောက်လှိုင်းကိုပြန်၍မယူရတင်းပြုလေရရ၌သင်ဤဖျားသခင်ထာဝရဖျားသည်တင့်ကိုကောင်းကြီးပေးတော်မူမည်အကြောင်းထိုကောက်လှိုင်းကိုတပါးမျိုးသားမိဘမရှိသောသူမုတ်ဆိုးမအဖို့ထားရမည်တင်းဤတန်လွင်သည်ကိုရိုက်ချွေသောအခါကြံကျွင်းသောအသီးကိုပြန်၍မရိုက်ချွေရတပါးမျိုးသားမိဘမရှိသောသူ မုတ်ဆိုးမှဖို့ထားရမည်။တင်းစပြည့်ဥယျာဉ်၌စပြည့်သီးကိုဆွတ်ယူသောအခါ ပြန်၍ကောက်သိန်းခြင်းကိုမပြုရ။ကြံကျွင်းသောအသီးသည်တပါအမျိုးသားမိဘမရှိသောသူမုတ်ဆိုးမှဖို့ဖြစ်ရမည်။တင်းသည်အဂုတ်တုပြည်၌ကြုံခံခဲ့ဘူးကြောင်းကို အောက်မေ့ရမည်။ထို့ကြောင့်ဤပြည့်ညတ်ကိုငါထား၏။ တင်းဒီကိုလေ၌အသည်းအနံကိုရိတ်တော်အခါမေလျောသောကောက်လိုင်းကိုပြန်၍မယူရထိုကောက်လိုင်းကို တပါအမျိုးသားမိဘမရှိတော်သူမွဆုမဖို့ထားရမည်တရားဟောရာကျမ်းခန်းကြီး24အငယ်19စေဒနာစိတ်ဖြင့်အဝတ်ကြည်ပြွန်ခြင်းလွန်ခဲ့သောနှစ်အနည်းငယ်ကနိုင်ငံရေးအပြောင်းအလဲကြောင့်ထွက်ပြေးလာသည့်ဒုက္ခသည်များကို ျွန်ုပ်တို့ဤဖျားเจ้าကလက်ခံခဲ့သည်မိသားစုများသည်အိမ်ငယ်လေး၌ဆန်းသလောက်သာပစ္စည်းများတည်လာခဲ့ရသည်အသင်းတော်မှာမိသားစုများတွင် အချို့ကအခန်းချင်းသာရှိတော်လဲ၎င်းတို့ဤအိမ်များတွင်လက်ခံကနေရာထိုင်ခင်းပေးခဲ့သည်ထိုကဲ့သို့ပြုငါသောအဲ့ဝတ်ပြုခြင်းသည်ဂတိတော်ထားရပြီတို့မဝင်ရောက်မီဣဇရေလလူမျိုးများအားမိမ့်မာခဲ့သည့်ဘုရားသခင်၏ပြည့်ညတ်တော်ကို ထင်ဟပ်စေသည် စိုက်ပျိုးရေးလောက်ကင်သူများဖြစ်၍သီးနှံရိတ်သိမ်းခြင်းဤအရေးပါမှုကို သူတို့နားလည်ကြသည်။နောင်နှင့်သီးနှံမပေါ်မီအထိအသက်ဆက်ရန်မရှိမဖြစ်အစားအစာများလိုအပ်နေမည်ဖြင့်သို့သောရိတ်သိမ်းခြင်းအတွင်းကြံခဲ့သည့်ကောက်နှံများကို ပြန်၍မရိတ်သိမ်းရန်တပားမျိုးသားမိဘမရှိသောသူမဆုံးမအဖို့ခြံထားရမည်ဟုဣဒရီလလူမျိုးများကိုဖျားရှင်မိန့်မှာခဲ့သည်။ သူတို့တွင်လုံလောက်စွာရှိပြီဟုသိပြီးမှပေကံခြင်းမျိုးမဟုတ်ပဲတင်ပြုလီရရ၌ဒိင်းဖျားသခင်ထာရဖျားသည်တင့်ကို ကောင်းကြီးပေးတော်မူမည်ဟုသောဖျားရှင်ဤထောက်ပတ်မှုအပေါ်ယုံကြည်စိတ်ချလျက်ရရောစွာပေကံရန်ဖြစ်သည်ဖျားသခင်၌အမြဲလုံလောက်စွာရှိသည်အဝပြုခြင်းအလေးအကျင့်သည်ဣသရေလလူမျိုးများအားအေဂုတုပြည်၌ကျွန်းခံခဲ့ရသည့်ကာလကိုလည်းပြန်ပြောင်းအမရစေသည် ထို့သောဖိနှိပ်မှုမျိုးကို ကျွန်ုပ်တို့ မကြုံတွေ့ခဲ့ရတော့လေအပြင်လူသူမဟုတ် အကူအညီလိုအပ်သူများကျွန်ုပ်တို့ဖြစ်ဖူးကြပါသည် အခြားသူများအားပေးကမ်းစဉ်ကျွန်ုပ်တို့၏အဓိကအကျဆုံးသောလိုအပ်ချက်ဖြစ်သည့်အပြစ်မှလွတ်မြောက်မှုကိုတတိယအပ်သည်ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည်ငါတို့အတွက်ကြောင့်အသေးခံတော်မူသည်ကျွန်ုပ်တို့၏အဝေကြည်ပြွန်ခြင်းသည် စေတနာစိတ်နဲ့လူတော်သူကိုသာနှစ်သက်သည့်ဂိယုနာကြီးမားသောဖျားသခင်ကို ကျွန်ုပ်တို့ကြီးမြောက်ခြင်းပင်ဖြစ်တော်သည်ဘုရားသခင်သည်မိသည့်လိုအပ်နေသူသို့မဟုတ်မိသည့်လူစုများကို တင့်အားတည်ပြုမိစေခဲ့သည်နီသူတို့ကိုတင်မီသည့်အရာပင်မီနီချစ်တော်မူသောအဖဖေဟာထိုတို့လိုအပ်နေသူများကိုမြင်နိုင်စေရန်ကျွန်ုပ်ဤမျက်လုံးများကိုဂျေစုပြု၍ဖွင့်ပေးတော်မူပါ သခင်ယေရှုနာမ၌ဆုတောင်းပါ၏အာမင် နေ့စဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများ ဖြစ်တည်နိုင်ကြပါစေ။